အက်က6 mm ကိုတုံးထားပါတယ်။ခြီက mid cotton 5 blind ကိုတုံးထားပါတယ်။တကယ်လို့ကိုက5 mm တို့5.5 mm တို့တုံးပြီးထိုးခြင်းလည်းအဆင်ပြေပါတယ်။ပရမအုံးဆုံးခွင်းလေးလောက်ပါမယ်။ပြီးရင်ဖွမီရှစ်ချက်ကြပါမယ်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 156 167 168 169 170 171 172 173 174 175 176 177 178 169 180 ပရမအူဆုံးဖွမီတပောက်ကိုကြော်မယ်ဒုတိယမြောက်ဖွမီထဲမှာတိုင်တိုထိုးပါမယ်ဒုတိယမြောက်ဖွမီလေးထဲမှာ အထည့်ပါတယ်ပြီးရင်ခြီဆွဲတိုင်တိုထိုးလိုက်ပါ နောက်ကရက်ပောက်ထဲမှာလည်းအထည့်ခြီဆွဲ တိုင်တူထိုးပါတယ်။နောက်ကရက်ပေါင်လေးထဲမှာလည်းအက်ထင်ပြီးရင်ချီဆွဲတိုင်တူထိုးပါတယ်။အဆုံးထိရောက်အောင်ထိုးသွားရင်တိုင်တူခုနှစ်တန်းရပါမယ်။ခုတော့၃ခုရပြီ။၄ငါချာခုနှစ် ပြီးရင် နောက်တန်းထိုးပါမယ်။နောက်တန်းထိုးဖို့အတွက်ဖွင့်ပြီးတစ်ချက်ကျစ်လိုက်ပါ။တစ်ချက်ကျစ်ပြီးတော့ဒီဟာလေးကိုဒီဘက်ကိုလှည့်လိုက်ပါ။ပြီးရင်ဖွင့်ပြီးတစ်ချမ်းလေးထဲမှာယူပြီးတော့တိုင်တိုထိုးပါမယ်။ဒီဘက်ကဖွင့်ပြီးနေထဲမှာအပ်ထည့်ပါ။ပြီးတော့ခြီဆွဲတိုင်တိုထိုးပါ။ဖွင့်ပြီးထက်ရလေးကိုပြန်ပြပါမယ်။ ော်ဒီဘက်ကဖုန်မီတစ်ချမ်းလေးထဲမှာပဲအပ်ထည့်ပါတယ်။ပြီးရင်ခြည်ဆွဲတိုင်တူထိုးပါတယ်။ဖုန်မီတစ်ချမ်းလေးထဲမှာပဲအပ်ထည့်တယ်။ပြီးရင်ခြည်ဆွဲတိုင်တူထိုးပါတယ်။တံတန်းလုံးပြည့်အောင်ဆက်ထိုးသွားပါမယ်။ ပြီးရင်နောက်တန်းထိုးပါမယ်ခုနလိုပဲဖုံးမိတစ်ချက်ကျစ်ပါတစ်ဖက်ကိုလှည့်ပါဖုံးမိတစ်ချက်လေးထဲမှာအပ်ထည့်ပြီးတော့တိုင်တိုလေးတွေထိုးပါဖုံးမိတစ်ချက်လေးထဲမှာအပ်ထည့်ရင်ခြည်ဆွဲတိုင်တိုထိုးပါတယ်တပောက်တစ်ချက်နဲ့ထိုးသွားရင် ဟောဒီနောက်ဆုံးအပေါက်လေးထိဆိုရင် တိုင်တိုအလုံးပေါင်း9ချက်ရပါမယ်တရန်လုံးပြည့်သွားပြီဆိုရင် ဖူမိတချက်ကျပါပြီးရင်တစ်ဖက်ကိုပြန်လဲအခုလိုမျိုးပဲဖူမိတချမ်းလေးထဲမှာထည့်ပြီးတော့တိုင်တူတန်းလေးတွေတဒန်းပြီးတဒန်းဆက်ထိုးသွားပေးပါတဒန်းပြီးတဒန်းထိုးလာရင်လည်းကိုလိုချင်တဲ့အရှည်ရပြီဆိုရင်ရက်ပါမယ်တကယ်လို့ကိုကဒီဟာလေးရဲ့အတိုင်းအတာကိုသိချင်နေဆိုရင်ဒီအုတ်ထုပ်ကိုစောင်းမဲ့သူရဲ့ခေါင်းမှာပက်ကြည့်လို့ရပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ site နဲ့ထိုးခြင်းနဲ့ဆိုရင်လည်းဒီ site အတိုင်းထိုးသွားလို့ရပါတယ်ကိုလိုချင်တဲ့နောက်အတန်းရှိထိုးပြီးသွားပြီဆိုရင်ဒီအတန်းလေးတွေကိုရှည်ပါမယ်1 2 3 4 5 6အဲ့လိုမျိုးရှည်သွားရပါမယ်ရှည်သွားတဲ့အခါမှာအခုထိုးမဲ့ပတ္တန်ရသူ့ရဲ့တန်းရည်အတွက်က6ရည်စာလုံးကိန်းဖြစ်ရပါမယ်ဥပမာ 60ပေါ့ဒါမှမဟုတ်လို့ရှိရင်လည်54ဒါမှမဟုတ်ရင်6နဲ့ဂိတ်ထူးနဲ့မြောက်လို့ရတဲ့ဂိတ်အဲ့ဒီအချိန်အတွက်တိုင်ဖြစ်ရပါမယ်တကယ်လို့ကိုထိုးထားတာက58ပင်ပဲရှိတယ်ဆိုရင်60ဖြစ်အောင်ဆက်ပြီးတော့ထိုးရပါမယ်တကယ်လို့ကုထူထတာက63မိမယ်ရှိရဆိုရင်နောက်ထပ်3နဲ့ထပ်ဖြည့်ပြီးတော့ 66ဖြစ်အောင်ဆက်ပြီးတော့ထုတ်ပြရပါမယ်။အခုဒီခြေစာလေးနှစ်ခုကိုဆက်ပါမယ်။ဖုံးမီတစ်ချက်ကြည့်လိုက်ပါကြည့်ပြီးတော့ဟောပါဒီဘက်နှစ်ခုကိုတိုင်တုံနဲ့ဆက်ပါမယ်ဒီဘက်ပေါက်ထဲမှာလည်းအပ်ထင်း ဟိုဘက်ကအပေါက်လေးထဲမှာလည်းအပ်တဲ့ပြီးရင်ခြည်ဆွဲရှက်ကောင်နဲ့ဆက်ပါမယ်။ရှေ့ရခြည်ပင်လေးကိုအနောက်ကိုဆွဲထုတ်ပါ။ဒီဘက်ပေါက်မှလည်းထည့်မယ်။ဒီဘက်ပေါက်မှလည်းအပ်ထည့်မယ်။ပြီးရင်ခြည်လေးဆွဲရှေ့ရခြည်ပင်လေးကိုနောက်ကိုဆွဲထုတ်ပါ ီဘက်မှာလည်းအပ်ထည့်ပါဒီဘက်မှာလည်းအပ်ထည့်ပါပြီးတော့ခြည်ဆွဲဆရာရှိပင်လေးကိုအနောက်ကိုဆွဲထုတ်ပါတံတန်းလုံးကိုရှက်ကော်ရင်နဲ့ဆက်ပြီးပြီဆိုရင်ခြည်စားဖြတ်ဖို့အတွက်ဖုံးပြီးတစ်ချက်ကျစ်ပါပြီးရင်ခြည်စားလေးဖြတ်လိုက်ပါ တကယ်လို့ကိုကအယောင်မချိမ့်မှုဆိုရင်လည်းအခုအယောင်နဲ့ပဲဆက်ထုံလို့ရပါတယ်အခုကအယောင်ပြောင်းပါမယ်ကိုပြောင်းမယ်အယောင်လေးကိုယူလာပါခုနကတော့ထိုးခဲ့တဲ့နေရာလေးမှာအကလေးထဲချီလေးဆွဲပြီးရင်ချီလိုက်ပါ ိုက်ထဲမှာပဲအပြန်ထဲခြီဆွဲလိုက်ပါတယ်ပြီးရင်ဖွင့်ပြီးနှစ်ချက်ကျစ်ပါမယ်1အိုက်ပေါက်ထဲမှာပဲတိုင်ရှည်ထိုးပါမယ်အပ်မှာခြီကိုတည်ရရပါတယ်အိုက်ပေါက်လေးထဲမှာအပ်ထဲခြီဆွဲတိုင်ရှည်ထိုးပါတယ်ရှေ့နှစ်ပင်တစ်ခါထုတ်တယ်နောက်နှစ်ပင်တစ်ခါထုတ်ပါတယ် ဒီတိုင်တိုတန်းလေးတွေတစ်ခုတစ်ခုမှာတိုင်ရှည်လေးတွေဒတိုင်းစီထိုးသွားမှာပါတရရစ်တယ်ဒီတန်းလေးကိုထိုးပြီးသွားပြီဆိုတော့အခုဒီတန်းလေးမှာအထင်ခြီဆွဲရှေ့နှစ်ပင်ကိုတစ်ခါထုတ်ပါတယ်နောက်နှစ်ပင်ကိုတစ်ခါထုတ်ပါတယ်ပြီးရင်ဒီတန်းလေးပြီးသွားပြီဆိုရင်ဒီတန်းလေးမှာထိုးမယ်အမှခြီကို တရရစ်ပါတယ်ဒီတန်းရဲ့ထိတ်ကလေးထဲမှာအထင် ခြိဆွဲရှေ့နှစ်ပင်လေးတစ်ခါထုတ်တယ်နောက်နှစ်ပင်ကိုတစ်ခါထုတ်ပါတယ်တည်ရင်မယ်နောက်ခရက်ပေါက်ထဲမှာအပ်ထည့်မယ်ခြိဆွဲရှေ့နှစ်ပင်တစ်ခါထုတ်နောက်နှစ်ပင်တစ်ခါထုတ်တိုင်ရှည်ထိုးတာပါတည်ရင်မယ်ဟောဒီနောက်တန်းရင်ထိတ်ကပေါက်လေးထဲမှာအပ်ထည့်တယ်ခြိဆွဲရှေ့နှစ်ပင်တစ်ခါ နောက်နှစ်ပိန်တစ်ခါတင်းရင်မယ်ဟောဒီတန်နီရဲ့ထိတ်ဆုံးပေါက်လေးထဲမှာအထင်ခြည်ဆွဲရှစ်နှစ်ပိန်တစ်ခါနောက်နှစ်ပိန်တစ်ခါတရန်လုံးတပတ်လုံးတိုင်ရှည်တွေထိုးသွားမှာပါတကယ်လို့ကိုထိုးခဲ့တဲ့ဒီတိုင်တို့အတန်းလေးတွေက60ရှိရင်ကိုထိုးတဲ့တိုင်ရှည်ရလည်းအလုံးပေါင်း60ရှိရပါမယ်တရန်လုံး တိုင်ရှည်တွေပြည့်သွားပြီဆိုရင်ပရမအူဆုံးထိုးခဲ့တဲ့အပေါင်လေးထဲမှာရှက်ကော်နဲ့စက်ပါမယ်ပရမအူဆုံးထိုးခဲ့တဲ့ဖူမီနှစ်ချက်ရှိပါတယ်အဲ့ဖူမီနှစ်ချက်ကအပေါ်ဆုံးကဖူမီလေးထဲမှာရှက်ကော်နဲ့စက်ပါမယ်အထက် ခြည်ဆွဲရှေ့ရခြည်ပင်ကိုအနောက်ကိုဆွဲထုတ်လိုက်ပါဒါဆိုရင်တန်းပြီးပါပြီနောက်တန်းထုတ်ပါမယ်ဖူမီနှစ်ချက်ကျစ်ပါပြီးရင်နောက်ဆွဲထုတ်ပါမယ်အပ်မှာခြည်ကိုတည့်ရစ်ပါအပ်ကလေးကိုအနောက်ကနေတိုင်ရှည်လေးအနောက်ကနေအပ်ကလေးကိုထည့်ပြီးတော့အနောက်ကိုပြန်ထိုးပါ ပြီးတော့မှချီလေးကိုဆွဲထုတ်ပါအပ်ပေါ်မှာချီသုံးပင်ရှိပြီဆိုရင် ရှေ့နှစ်ပင်လေးကိုတစ်ခါထုတ်မယ်နောက်နှစ်ပင်လေးကိုတစ်ခါထုတ်မယ်ဒါနောက်ဆွဲထိုးတာပါအဲ့လိုမျိုးလေးလေးတိုင်ထိုးပါမယ်အပ်မှာချီကိုတည့်ရစ်ပါအပ်ကို အနောက်ကနေထည့်မယ်နောက်ကိုပြန်သွားမယ်ပြီးတော့မှဒက်ကလေးနဲ့ထိန်းထားပြီးတော့ချီလေးဆွဲရှေ့နှစ်ပင်တစ်ခါထုတ် ။နောက်နှစ်ပင်တစ်ခါထုတ်နှစ်တိုင်ရပါပြီ။အပ်မှာခြီကိုတရရစ်ပါ။အပ်ကလေးကိုအနောက်ကနေထည့်မယ်။အနောက်ကိုပဲပြန်ထုတ်မယ်။ခြီဆွဲရှင်းနှစ်ပင်တစ်ခါနောက်နှစ်ပင်တစ်ခါ။သုံးနိုင်ရပါပြီ။အပ်မှာခြီကိုတရပြန်ရစ်တယ်။အကူအနောက်ကနေထည့်ရင်အနောက်ကို ပြန်ထုတ်ပါတယ်ပြီးရင်ခြေလေးဆွဲ ရှင်းနှစ်ပင်တစ်ခါနောက်နှစ်ပင်တစ်ခါထုတ်ပါတယ်။ဒါနောက်ဆွဲလေး၄တိုင်ထိုးလိုက်တာပါ။နောက်ဆွဲ၄တိုင်ထိုးပြီးရင်ရှေ့ဆွဲ၂တိုင်ထိုးပါမယ်။အပ်မှာခြေကိုတရည်ရည်အပ်ကိုရှေ့ဆွဲဆိုတဲ့အတိုင်းရှေ့ရနေထည့်မယ်။ဒီတိုင်ရှင်လေးရဲ့ဘေးကရှေ့ရနေထည့်မယ်။ပြီးရင်အနောက်ကနေပြီးတော့အရှိကိုပြန်ကောလာတယ်။ပြီးတော့မှခြေလေးဆွဲရှင်းနှစ်ပင်တစ်ခါနောက်နှစ်ပင်တစ်ခါထုတ် တင်းရင်ရင်မဲအကူအရှိအနေထဲနေအနောက်ကနေအရှိတီပြန်ကောထုတ်လာမယ်ပြီးတော့မှချီလေးဆွဲရှေ့နှစ်ပင်တစ်ခါထုတ်နောက်နှစ်ပင်တစ်ခါထုတ်နောက်ဆွဲ၄တိုင်းရှေ့ဆွဲ၂တိုင်းအဲ့လိုထူလိုက်တာပါအခုလဲအတိုင်းပဲဆက်ထူမယ်တရားလုံးထူရမှာပါနောက်ဆွဲ၄တိုင်းရှည်ဆွဲ၂တိုင်းထူမယ်အက်ကိုခြေလေးတည်ရေးရလိုက်ပါနောက်ဆွဲဆိုတဲ့အတိုင်းအက်ကိုနောက်ကနေထည့်မယ် ပြီးတော့အနောက်ကိုပြန်ထုတ်မယ်ပြီးတော့မှခြေလေးဆွဲရှေ့နှစ်ပင်တစ်ခါနောက်နှစ်ပင်တစ်ခါထုတ်လေးတိုင်ပြောင်းထုတ်မယ်တည်ရစ်တင် နောက်ကနေအပ်ထဲနောက်ကိုပြန်ပို့ခြေဆွဲရှေ့နှစ်ပင်တစ်ခါနောက်နှစ်ပင်တစ်ခါတည်ရစ်နောက်ကနေထဲနောက်ကိုပြန်ပို့ နောက်ဆွဲထိုးပါတယ်။သုံးနိုင်ရပြီ။တင်းရင်ရင်အက်ကိုနောက်ကနေထဲအနက်ကိုပြန်ပို့လေးနိုင်ရပါပြီ။နောက်ဆွဲလေးနိုင်ပြီးရင် ရှေ့ဆွဲနှစ်တိုင်ထိုးမယ်။တင်းရင်ရင်မယ်။ရှေ့ဆွဲတူတဲ့အတိုင်းအက်ကိုရှေ့ကနေထဲမယ်။နောက်ကနေရှေ့ကိုပြန်ကော်ထုတ်ပြီးတော့မှချီဆွဲရှင်းနှစ်ပင်တစ်ခါနောက်နှစ်ပင်တစ်ခါပြီးရင် တရရင်မဲ့အကူရှေ့ရနေတဲ့ရှေ့ပြန်ကောထုံခြီဆွဲရှေ့နှပင်တစ်ခါအနောက်နှပင်တစ်ခါအခုထိုးတဲ့ပတ်တန်အတိုင်းထိုးရပါမယ်နောက်ဆွဲလေးတိုင်းခြီဆွဲနှစ်တိုင်းနောက်ဆွဲလေးတိုင်းခြီဆွဲနှစ်တိုင်းဓမ္မလုံးပြည့်အောင်ဆက်ထိုးသွားပေးပါဓမ္မလုံးပြည့်သွားပြီဆိုရင်ပထမအဦးဆုံးထိုးခဲ့တဲ့ဖုံးမိနှစ်ချက်ရဲ့ ထိတ်ဆုံးဖွံ့မိလေးထဲမှာရှက်ကောင်နဲ့စပ်ပါမယ်ဖွံ့မိတပေါင်းနှစ်ပေါင်းမြောက်ကအပေါက်လေးထဲမှာအက်ထဲခြီဆွဲရှေ့ရခြီပင်ကိုအနောက်ကိုဆွဲထုတ်ပါတယ်ပြီးရင်နောက်တန်းချစ်ဖို့အတွက်ဖွံ့မိနှစ်ချက်တူပါ1 2ခုနကလုတ်တဲ့အတိုင်းပဲ ဒီနောက်ဆွဲတွေမှာနောက်ဆွဲထိုးမယ်ရှေ့ဆွဲတွေမှာရှေ့ဆွဲထိုးပါမယ်ပြမအုပ်ဆုံးကနောက်ဆွဲလေးတိုင်ထိုးမယ်အပ်မှာခြေကိုတရေရင်တက်ကလေးကိုအနောက်ကနေထည့်မယ်အနောက်ကိုပြန်ကောထုတ်မယ်ပြီးတော့ခြေလေးဆွဲရှေ့နှစ်ပင်တစ်ခါနောက်နှစ်ပင်တစ်ခါထုတ်ပါတယ် အမှချီကိုတည်ရည်ရစ်တယ်။အနောက်ကနေအကလေးကိုထဲတယ်။အနောက်ကို ပြန်ထုတ်တယ်။ချီဆွဲရှေ့နှစ်ပင်တစ်ခါ၊နောက်နှစ်ပင်တစ်ခါထုတ်ပါတယ်။အကလေးမှာချီကိုတည်ရည်ရစ်ပါ။အနောက်ကနေထဲအနောက်ကိုပြန်ထုတ်။ချီဆွဲ ရှေ့နှစ်ပင်တစ်ခါ၊နောက်နှစ်ပင်တစ်ခါ။အမှချီကိုတည်ရည်ရစ်နောက်ကနေထဲ နောက်ကိုပြန်ထုတ်ခြိဆွဲရှေ့နှစ်ပင်တစ်ခါနောက်နှစ်ပင်တစ်ခါနောက်ဆွဲလေးတိုင်းထုတ်ပြပါပြီပြီးရင်ရှေ့ဆွဲနှစ်တိုင်းထုတ်ပါမယ်ရှေ့ဆွဲလေးတွေကဒီရှေ့မှာဖောင့်တက်နေပါမယ်အပ်မှာခြိကိုတည်ရစ်တဲ့ရှေ့ဆွဲဆိုတဲ့အတိုင်းအပ်ကို ရှေ့ရနေထည့်ရင်ဟိုနောက်ကနေရှေ့ကိုပြန်ကော်ထုတ်တယ်ပြီးတော့မှခြိဆွဲရှေ့နှစ်ပင်တစ်ခါနောက်နှစ်ပင်တစ်ခါထုတ် တည်ရပြန်ရင်မယ်ရှည်ဆွဲထုတ်မယ်အက်ကိုရှိရနေထဲတယ်အနောက်ကနေအရှိကိုပဲပြန်ထုတ်တယ်ပြီးတော့မှခြည်ဆွဲရှေ့နှစ်ပင်တစ်ခါနောက်နှစ်ပင်တစ်ခါထုတ်ပါတယ်အခုလိုပုံစံတိုင်းပဲဆက်ထိုးပါဒီနောက်ဆွဲလေးလေးတန်းမှာနောက်ဆွဲလေးတိုင်းထိုးပါ အက်ကိုဒီလိုထည့်ပါ နောက်ကနေထည့်အနောက်ကိုပြန်ထုတ် ပြီးတော့မှထိုးပါနောက်ဆွဲ၄တိုင်းဒီမှာရှည်ဆွဲ၂တိုင်းနောက်ဆွဲ၄တိုင်းရှည်ဆွဲ၂တိုင်းတစ်ပတ်လုံးပြည့်အောင်ထိုးသွားပေးပါတရန်လုံးပြည့်သွားပြီဆိုရင်ခုနလိုပဲပြမအူဆုံးထိုးခဲ့တဲ့ဖွမီနှစ်ချက်ရဲ့အပေါ်ကဖွမီလေးထဲမှာအပ်တဲ့ချီဆွဲရှေ့ရချီပင်ကိုအနောက်ကိုဆွဲထုတ်ဖွမီနှစ်ချက်ပြန်ချင်မယ်1 2 3 4 ခုနလုံးကအတန်းတိုင်းပဲဆက်ထိုးပါမယ်ဒီမှာတိုင်းနောက်ဆွဲ၄တိုင်းဒီမှာရှေ့ဆွဲ၂တိုင်းထိုးပါမယ်တရင်ရစ်တယ်အထဲနောက်ကနေထဲအနောက်ကိုပြန်ထိုးပြီးတော့မှချီလေးဆွဲနှစ်ပင်ထိုးတစ်တိုင်းနောက်ဆွဲ၄တိုင်းထိုးတာပါ ရတိုင်းသုံးတိုင်းလေးတိုင်းနောက်ဆွဲလေးတိုင်းပြီးရင်ရှေ့ဆွဲနှစ်တိုင်းထိုးမယ်တင်းရစ်တယ်အခုရှေ့ရနေထဲတယ်အရှိကိုပြန်ကောထုတ်ခြီဆွဲနှစ်ပင်တစ်ခါနောက်နှစ်ပင်တစ်ခါနဲ့ နောက်ထပ်ရှည်သွဲတတိုင်းထိုးလိုက်ပါတယ်။အခုထိုးတဲ့ပတန်တိုင်းမှာတဒံမီတဒံဆက်ထိုးမှာပါ။နောက်ဆွဲ၄တိုင်းရှည်ဆွဲ၂တိုင်းနောက်ဆွဲ၄တိုင်းရှည်ဆွဲ၂တိုင်းနဲ့ထိုးပြီးသွားပြီဒီဘက်လုံးပြည့်သွားရင်ဒီပေါ်ဆုံးကဖွံ့ပြီးလေးမှာရှက်ကွန်နဲ့ဆက်ပြီးရင်တိုင်တို၂တိုင်းပြီးရင်နောက်ဆွဲ၄တိုင်းရှည်ဆွဲ၂တိုင်းတဒံလုံးပြန်ထိုး။တဒံမီတဒံကိုလိုချင်သလောက်အမြင့်ထီအောင်ဆက်ထိုးပေးရပါမယ်။ ထုတ်လာရင်လည်းကိုလိုချင်သလောက်အမြင့်ကို ရောက်ပြီဆိုရင်ဒီထိပ်ပိုင်းလေးရှူးပါမယ်ပြမအောင်ဆုံးဖုံးပြီးနှစ်ချက်ကျစ်ပါပြီးရင်တင်းရည်ရစ်မယ်ရှေ့နှစ်တိုင်ကိုပေါင်းပြီးတော့ဒတိုင်ဖြစ်အောင်ထိုးပါပါနောက်ကနေအက်ကလေးထည့် ရှေ့နှစ်ပင်ကိုပဲတစ်ခါထုတ်ပါမယ်ဒီနှစ်ပင်ကိုခြံထားပါမယ်ပြီးရင်တရေပြန်ရစ်နောက်ကနေထည့်ရှေ့နှစ်ပင်ကိုတစ်ခါထုတ်ပါတယ်ပြီးတော့မှဒီသုံးပင်ကိုတစ်ခါလည်းထုတ်လိုက်ပါနောက်ဒီနှစ်ဒီနှစ်တန်းမှာ မစားတော့ပါဘူးထုံးစံတိုင်းပဲပုံစံတိုင်းပဲထိုးပါမယ်တပောက်ကိုတစ်ချက်ထိုးပါမယ်ဒီနှစ်တိုင်းမှာလည်းပုံမှန်ပဲတပောက်ကိုတစ်ချက်ထိုးပါမယ် ပြီးတော့ဒီနောက်ဆွဲ၄တိုင်မှရှိတဲ့ပရမအူဆုံး၂တိုင်ကိုတော့နှစ်ပေါက်ပေါင်းပြီးတော့တိုင်ဖြစ်အောင်ထိုးပါမယ်တီးရစ်ရစ်တဲ့နောက်ကနေအပ်တဲ့ရှေ့ပြန်ဆွဲရှေ့နှစ်ပင်ကိုပဲတစ်ခါထုတ်ပါတယ်ပြီးရင်တီးရစ်ရစ်နောက်ကနေအပ်တဲ့ချီလေးဆွဲရှေ့နှစ်ပင်ကိုပဲတစ်ခါရင်ထုတ်ပါမယ်ပြီးတော့မှ ဒီအပ်ပေါ်မှာရှိတဲ့ခြိသုံးမင်ကိုတစ်ခါရဲထုတ်ပါဒီနှစ်တိုင်မှာတော့ထုံးစံတိုင်းပဲထုံးမယ်တပောက်ကိုတစ်ချက်ထိုးပါမယ်ဆိုရီနောက်ဆွဲထိုးရမှာပါတပောက်ကိုတစ်ချက်ပဲထိုးပါမယ် ဒီနှစ်တိုင်းမှာလည်းတပေါက်ကိုတစ်ချက်ထိုးပါမယ်အခုထိုးတဲ့ပုံစံအတိုင်းဆက်ထိုးသွားမှာပါဒီနောက်ဆွဲနှစ်တိုင်းကိုပေါင်းပြီးတော့တစ်တိုင်းနဲ့ပြောင်းထိုးမယ်တပေါက်တစ်ချက်ထိုးမယ်ဒီမှာလည်းတပေါက်တစ်ချက်ထိုးမယ်ပြီးရင်ဒီနှစ်တိုင်ကိုတတိုင်းနဲ့ပြည့်အောင်ထိုးမယ်တပေါက်တစ်ချက်တပေါက်တစ်ချက်တစ်ပတ်လုံးပြည့်အောင်ဆက်ထိုးသွားပေးပါ တရန်လုံးပြည့်သွားပြီဆိုရင်ပရမအုံဆုံးထိုးထားတဲ့ဒီနှစ်ပေါက်လေးရဲ့ထိတ်မှာထုံးစံအတိုင်းပဲရှက်ကော်လေးနဲ့ဆက်လိုက်ပါပြီးရင်ဖူမိနှစ်ချက်ကျစ်ပါဒီရှည်သုံးမှာရှိတဲ့နှစ်တိုင်ကိုတတိုင်းဖြစ်အောင်ပူထိုးပါမယ်တည်ရစ်ရစ်တဲ့နောက်ကနေအပ်တဲ့ခြီဆွဲရှေ့နှစ်ပင်လေးကိုတစ်ခါထုတ်ထားတယ်ပြီးရင်တည်ရစ်ပြန်ရစ် အထက်ချီဆွဲရှင်းနှစ်ပင်လေးကိုတစ်ခါထုတ်ထားတယ်ပြီးတော့မှဒီချီကိုတစ်ခါရဲထုတ်လိုက်ပါဒီတစ်တိုင်းမှာတော့ပုံမှန်တိုင်းပဲထူပါမယ်ရှည်ဆွဲနှစ်တိုင်းပါလေပုံမှန်အတိုင်းပဲတပောက်ကိုတစ်ချက်နဲ့ပဲထိုးပါမယ် အခုထိုးတဲ့ပုံစံအတိုင်းဆက်ထိုးပါမယ်ရှေ့နှစ်တိုင်ကိုပေါင်းပြီးတော့တတိုင်းဖြစ်အောင်ထိုးမယ်ဒီမှာတပေါက်တစ်ချက်ထိုးမယ်တပေါက်တစ်ချက်ထိုးမယ်တပေါက်တစ်ချက်ထိုးမယ်ဒီရှေ့နှစ်တိုင်ကိုပေါင်းပြီးတော့တတိုင်းဖြစ်အောင်ထိုးမယ်တစ်ပတ်လုံးပြည့်အောင်ဆက်ထိုးသွားပေးပါတစ်ပတ်လုံးပြည့်သွားပြီဆိုရင်ခုနလိုပဲရှက်ကော်လေးနဲ့ဆက်ပါမယ် ဖွင့်ပြီးနှစ်ချက်ပြန်ကြည့်ပါဒီဈားထဲမှာရှိတဲ့နောက်ဆွဲနှစ်တိုင်ကိုတစ်တိုင်ဖြစ်အောင်ပေါင်းပါမယ်တီးရစ်တဲ့အတ်ထဲခြီဆွဲရှင်းနေပေမဲ့တစ်ခါထုတ်ပါတယ်ပြီးရင်တီးရစ်ပြန်ရစ်နောက်ကနေအတ်ထဲခြီဆွဲရှင်းနေပေကိုတစ်ခါထုတ် ီးတော့မှ height တုံးမင်ကိုထုတ်ပါတယ်။တပေါက်တစ်ချက်နဲ့ထိုးပါမယ်ရှည်ဆွဲနှစ်တိုင်ကိုပြီးရင်ဒီနောက်ကနှစ်တိုင်ကိုတတိုင်းပေါင်းဖြစ်အောင်ထိုးပါမယ်။ရှင်းနေပင်လေးပဲတခါထုတ်တီးရင် ှေ့နှစ်ပင်လေးပဲတစ်ခါထုံပြီးတော့မှထုံတိုင်ရှိဒီရှေ့ဆွဲနှစ်တိုင်ကိုတပေါက်တစ်ချက်နဲ့ထိုးပါတယ်အခုပတ်တန်တိုင်းအဆုံးထိဆက်ထိုးသွားပြီပါတရန်လုံးပြည့်သွားပြီဆိုရင်ရှက်ကော်လေးနဲ့ဆက်ပြီးတော့ချီစာလေးဖြတ်ပါမယ် ခြိစားပြတ်တဲ့ကမှာရှည်ရှည်လေးဖြတ်ပေးပါအစာသိင်းနဲ့အက်ကလေးနဲ့ခြိစာလေးကိုထည့်လိုက်ပါပြီးပြီဆိုရင်အဘဒီဘက်ထည့်ပါမယ်ဒီမှာ ဖုံမီပေါက်လေးတွေမှာတစ်ချက်စီလိုက်ထည့်ပါဖုံမီပေါက်လေးတွေမှာတစ်ချက်စီလိုက်ထည့်နေရပါ

ထိုးထည့်ပြီးတော့ခြီစာလေးသိမ်းလိုက်ရင်ရပါပြီ။냠냠လေးရှိပါတယ်။ပြီးပြီဆိုရင်ခြီစာလေးဖြတ်ပါတယ်။ နောက်ထပ်ဒီရှည်တဲ့ခြိစာလေးကိုယူလာပါယူလာပြီးတော့ဒီလက်ထက်ကနေအလဲတက်တက်မှာထည့်လိုက်ပါပြင်ခြီးပါမယ်။ငင်းလျောင်ခြီးပေးပါ။ခြီးပြီးတော့ပြီးတော့ဒီဘက်ကိုလှန်လိုက်ပါ။ ီဘက်မှာလည်းခုနလိုလေးခြိလိုက်ပါခုနလိုတစ်ဖက်ပြန်ခြိပါမယ်ဘက်ကိုပြန်လှည့်ခြိပါမယ် မထက်တော့ချိပါမယ်ပြီးပြီဆိုရင်ဒီအလေးတွေကိုဖြတ်ပါ ဝိုင်းလေးဖြစ်အောင်ကက်ချီလေးနဲ့လိုက်ပြီးညှိပေးပါ ဲ့ဒီအစသိန်းနဲ့အက်ကလေးနဲ့ဖွာအောင်လိုက်ပြီးတော့ချစ်ပါ ွာအောင်လုပ်ပြီးပြီဆိုရင်ဒီဘေးနားကအနားလေးတွေကိုကက်ကြီးလေးနဲ့လိုက်ညှိပေးပါပြီးပြီဆိုရင်ဒါလေးကိုတက်ပါမယ်အက်ကလေးနဲ့အတွင်းကနေနှိုက်ပါခြေလေးကိုဆွဲ ီဘက်ကနေလည်းချီလေးကိုဆွဲပါပြီးရင်ဒီခြေစာလေးကိုအသေးခြေလိုက်ပြီဆိုရင်ရပါပြီ